စက်တင်ဘာလတုန်းကထိုင်းနိုင်ငံမှာ pressure အဖြစ်ပြသခဲ့တဲ့ TTN ဒုနဲ့ရုပ်ရှင်ကားကိုမြန်မာပြည်သက်တွေအတွက်ခံစားမှုအသစ်ဖြစ်စေဖို့အထူးပွဲပြသခဲ့ပါတယ်။ဒီစက်ကားမှာပြည်တည်ဦးထိုင်းအလှမဲ့ခဲနဲ့ရွှေသမီးတို့ပါဝင်တရုတ်ဆောင်ထားပြီးရွှေမင်းသမီးထုတ်လုပ်ရေးကအဓိကစီစဉ်ခဲ့တယ်လို့မြန်မာရုပ်ရှင်ထုတ်လုပ်ရေးအတွက်ဝေါ်ကာလာပရီးမီယာရှိုးအဖြစ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပထမဆုံးပြသခွင့်ရခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ တီတီရန်ဒိုးနဲ့ဇာကားဟာရိုမန်တစ်ဆန်နဲ့အချစ်ဇာလန်နဲ့အရှင်ဟာသစတဲ့ရာသတွေကိုရရှိစေမှာဖြစ်လို့ပရိသတ်တွေအတွက်တော့အမြင်ဆန်းသစ်မှုတွေကိုပါရရှိစေမယ်လို့ပြည်တီဦးကဆိုပါတယ်ဒီကတော့ကြည်လိုက်တဲ့အခါမှာတခါမှမကြည့်ဘူးသေးတဲ့မြင်ွေမျိုးတခါမှမရဘူးသေးတဲ့အရာသာမျိုးဒီကားမှာရမှာပါအဓိကတော့ကျွန်တော်တို့ဟာသရတာပါမယ်ပြီးတော့ action ပါမယ်နောက်ပြီးတော့ romantic ပေါ့နော်အဲ့လိုရတာတွေအစုံပါပါတယ်မြန်မာနိုင်ငံအနေနဲ့ ပြည်ပနိုင်ငံနေနဲ့တွဲဖက်လောက်ကင်လာတာများပြီဖြစ်တာကြောင့်မြမရုပ်ရှင်လောကတိုးတက်ဖို့မဝေးဘူးလို့ယုံကြည်နေသူကကိုတက်ပါအားလုံးအင်္ဂလိုလိုပဲဒီလိုပဲထုတ်လုပ်သူတွေလည်းပေါ်လာပါပြီအများကြီးလေအဲ့တော့ထုတ်လုပ်သူတွေအကုန်လုံးကလည်းအဲ့လိုပေါ့ဟိုဒိုင်းတမားနဲ့နောက်နိုင်ငံတွေနဲ့ အဲ့လိုရိုက်တဲ့အခါမှာရိုက်တဲ့လူတွေလည်းများလာပါပြီရှေ့မှာလည်းရိုက်ခဲ့တယ်နောက်မှာလည်းရိုက်ခဲ့တဲ့ကားလည်းရှိကြပြီပေါ့နော်အဲ့တော့ရုပ်ရှင်ကတော့တဖြည်းဖြည်းနဲ့တိုးတက်တော့မှာပါအများကြီးလည်းတိုးတက်တော့မှာပါအဲ့လိုလို့ဆိုတော့ flint စနစ်ကနေတော့ digital စနစ်ကိုပြောင်းသွားပြီလေဒါကြောင့်မို့လို့နော်တရုတ်ဆောင်ရွှေသမီးရဲ့ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ TDN ဒိုးနဲ့ရုပ်ရှင်ကားကိုထိုင်းနိုင်ငံမှာတွားရောက်ရိုက်ကူးခဲ့ရတယ်လို့ပညာရေးအများကြီးရခဲ့ပြီးအမှတ်တရတွေလည်းအများကြီးရှိခဲ့တယ်လို့ဆိုပါရယ် အမတ်တရားဆိုရင်တော့ဒါညီမအတွက်ဒါအဲ့တဲ့တရုတ်ဆောင်ဆိုရင်ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တယ်ပေါ့နော်ပြီးတော့ဒါပန်းကောင်းနဲ့ဒါဆက်ရိုက်တဲ့ကားလေးဖြစ်တဲ့တော်တော်လေးတော့အမတ်တရားဖြစ်ပါတယ်အဲရိုက်နေတဲ့အတော့တွင်မှာလဲအဲဒါညီမကတော့ဒီရန်ကုန်စိုက်မှာတရက်စာပဲပေါ့နော်တရက်စာပဲရရတယ်အဲ့တရက်လေးမှာဟိုပဲဒါအမတ်တရားတော်များရှိခဲ့တယ်ပေါ့ဒါကိုဆရာကြီးကနေလဲဒါဒါဟိုစိတ်ထားလေးဒါဘလို့သုံးဆောင်ရဲဆိုတာမျိုးလေးပညာလေးရခဲ့ပါတယ် TDN ဒုနဲ့ဇကားကိုတော့ လာမယ့်ဇန်နဝါရီလပထမပတ်မှာရုံတင်သွားမှာဖြစ်ပါတယ်။